အနီရောင်အသားစားသုံးလို့စိတ်တင်ကြတာဖြေဖြောင်းစို့အနီရောင်ရှိတဲ့အသားကိုစားသုံးရကစိတ်ဖြစ်စီရှုပ်ထွေးနေတာကိုတားဆီးဟန့်ထားပေးနိုင်မလားဆိုတဲ့အချက်ကိုဆွေးနွေးကြရအောင်ပါနော်ဆိုတော့ကျန်းမာခြင်းကိုစောင့်ခြင်းပေးနိုင်တာဘယ်လိုမျိုးလဲပေါ့ကောင်းတဲ့အချက်ကအသားချက်ရဲ့ဗိုက်တာမင် B12 ရဲ့ဒီနှမျိုးဟာအနီရောင်အသားထဲမှာများများပါဝင်ခြင်းဖြစ်တာမို့ဂျိုးရီရဲ့စိတ်လှုပ်ရှားခြင်းဖြစ်စဉ် anxiety symptoms ကိုတော့ရောစေနိုင်တာအမှန်ပါပဲ။ ဒီနှမျိုးကဘယ်လိုမျိုးလုံးဆောင်တယ်လဲဆက်လို့ပြောကြမယ်ဆိုရင်ကိုတွင်းတသက်တိတွေလဲပတ်တဲ့အခါဒိုးစီမှာအသားဓာတ်များများရှိနေဆိုပါစို့ဒီအခါသွေးရဲလှည့်ပတ်သွားလာနေရမယ့်ကြားဓာတ်ရည်နဲ့စိတ်ဖြစ်စီစီတဲ့ဟော်မုန်းကော်တီဆိုရည်ဒီနှစ်ခုအကြားကိုတမမျှတာနေစေဖို့အသားဓာတ်ကထိမ့်ညှိကူညီနိုင်ပါတယ်နော်ဒီလိုထိမ့်ညှိပြီးတော့တကူလုံးမှာအချိုဓာတ်လဲပတ်မျှတာနေတာမို့စိတ်ဖြစ်စီစီမဲ့ဟော်မုန်းကိုမြန်မြန်ထွက်မနေဖို့အတွက်တားပေးနိုင်ပါတယ် များများထိုးမတက်စေတော့ဘူးပေါ့နော်။အပြန်လန်အဖြစ်ဒီခါမှာ stress ရောစေနိုင်နေဆိုရဲသဘောပေါ့နော်။ဒီပြင်အနီရောင်အသားမှာ vitamin B12 ပါဝင်ခြင်းကလည်းပဲစိတ်ပစ္စည်းမဲ့အခြေအနေမဖြစ်ဖို့တို့ရဲအတွက်စောင့်အားပေးနိုင်ပါတယ်။ vitamin B12 ရှိနေတော့စိတ်ပစ္စည်းတာကျော်လွှားနိုင်တယ်ပေါ့။ဝက်သား၊ကြက်သား တူတာအမဲသားတို့မှာဆိုရင်အသားဓာတ်ရေဖိုက်တမင် B ရေပါဝင်ခြင်းများလို့အသားဓာတ်ပြည့်ဝတဲ့အနည်းအောင်အသားစားတာကိုတစ်ပတ်မှာတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်စားသုံးပေးသင့်ပါတယ်။အသားစားရတဲ့အတူတူဗိုက်တာမင်နဲ့အာဟာရဓာတ်ပြည့်ဝစေနဲ့တခြားတော်စားစရာတွေနဲ့တွဲဖက်စားသုံးပေးပါနော်။ပြီးတော့စားသုံးမဲ့အသားကိုကိုယ်အနေနဲ့လက်ဆက်တဲ့အသားအမျိုးအစားရွေးချယ်စားသုံးပေးဖို့တော့လိုပါတယ်။ ပြိုးပြင်ပြင်ဆင်တာများများလုပ်ထားတဲ့အတာ process meat လို့ခေါ်မှာပေါ့နော်ဥပမာကြက်ဥကြောင်ဝက်ဥကြောင်ဒါမှမဟုတ် hamburger တို့ sandwich တို့မှာထည့်ထားတတ်တဲ့ထက်ကထက်ကပြိုးပြင်ပြင်ဆင်လိုက်တဲ့အသင့်စာအတာမျိုး hot dot ထဲမှာထည့်ဝင်လိုက်တယ်လက်လက်ဆက်ဆက်မဟုတ်ပဲကြာရှည်ခံထားတဲ့အသားမျိုးပေါ့နော်ဒါမျိုးကိုစားသုံးခြင်းထက်လက်ဆက်တဲ့အနီရောင်သားကိုတင့်တင့်နဲ့အပူချိန်နဲ့မျှတအောင်ချက်ပြုတ်ထားတာကကိုယ့်ရဲ့ protein များများရနိုင်ရေး mixing ကိုဖြစ်တင်ရရောက်တယ်လို့ရေရှည်အပြည့်ကျမ်းမှာအသားဓာတ်ပြည့်ဝရည်အတွက်ပိုလို့စိတ်ချရပါမယ်နောက်တစ်ခုကအတွင်းသားကိုမကြက်တကြက်ချက်ပြုတ်စားသုံးရင်ဘက်တီးရီးယားဝင်ဖို့အပိအမြောက်ပြုရာရောက်တယ်နော် အနီရောင်သားကိုချက်ပြုတ်ရင်အသားတုံးအရွယ်တိတိလာကြီးကြီးလာပုံမူတည်ပြီးအပူပေးချက်ရကင်ရပြုတ်ရပါတယ်။အ ਨੇ ဆုံးထားလို့ချက်ပါလို့အကြံပြုတဲ့အပူချိန်က165ဒီဂရီဖာရင်ဟိုက်သို့မဟုတ်85ဒီဂရီဆယ်ဆစ်နဲ့မီးအပူပေးလို့ချက်ပြုတ်ရပါမယ်။ဒါမှသာ အနီရောင်အသားထဲမှာနေတတ်တဲ့ အစာစားခြင်းကနေအခက်မတက်လို့ NLA ပိတတ်တဲ့ပိုးမွားဘက်တီးရီးယားကောင်းယူပြီးဆက်လို့မရှင်သန်ဒုက္ခမပေးနိုင်ပါဘော့ဒီဘက်တီးရီးယားတွေရဲ့နာမည်က Salmonella, Campylobacter လို့ခေါ်တဲ့ Campylobacter, E. coli နောက်ပြီးတော့ Listeria ဆိုတဲ့ဘက်တီးရီးယားကောင်းလေးပဲ သူတို့ကိုတေချာအပူပေးချက်ပြုံးမှဒါဒီဘက်တီးရီးယားပိုးမွှားအကောင်လေးတွေကို ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဗိုက်သေးကိုဖိတ်ခေါ်တယ်လို့ဖြစ်မှာပေါ့နော်အနီးရောင်သားစားသုံးတာက ကောင်းတာရောမကောင်းတာပါရှိနေလို့ဒီကြားတဲ့တမမြတ်တာကိုထိမ့်သိမ်းစားတော့ပြရမှာကကို့အပေါ်မူတည်တယ်လို့ဆိုရပါမယ်ဆိုးရအောင်လက်ရက်ခေါ်တယ်လို့မဖြစ်ဘူးချင့်ချိန်စားတုံးပြီးပဲပေါ့နော်အရေးကြီးတာကအလေအလတ်ဖြစ်ဖို့ပါပဲ။ အနီရောင်သားကိုတနေ့တာလိုအပ်ချက်ထက်ပိုလို့အရန်များများစားရဲဆိုရင်တော့မကောင်းခြင်းလို့ပြောရမှာဖြစ်တယ်။နှလုံးရောဂါဝေဒနာဝင်ရောက်နိုင်အောင်တိုးစေတာ။စီးကြိုနဲ့ကင်ဆာရောဂါဖြစ်နှုန်းမြင့်စေတာတွေအထူးဖြစ်ခြင်းရှိတာမို့လို့ဒါကိုသတိချက်ပို့လိုပါတယ်။ဒါကိုသတိပြုဖို့မမေ့ရပါဘူးနော်။ဆိုရင်မှန်ကန်တင့်တော်တဲ့နီလန်းနဲ့အနီရောင် အသားစားသုံးလို့စိတ်ဖြစ်စီတာဖြေဖြောက်ကြပါစို့နော်